တမရအစိုးရလက်ထက်တုန်းကကြာဆင်းသွားခဲ့တဲ့မြမရေလုံငန်းကဏ္ဍဟာလာမယ့်အစိုးရတဲ့လက်ထက်မှာပြန်လည်ပြီးတော့ဥမော်လာနိုင်မှုအတွက်မျှော်လင့်ထားပါတယ်လို့မြမနိုင်ငံငားလုံငန်းအဖွဲ့ချုပ်ကပြောဆိုလိုက်ပါတယ်။ဥဟာကရဲ့ပြည်ပချက်မှာရှုစားနိုင်ပါတယ်။လက်ရှိအစိုးရလက်ထက်မှာရေလုံငန်းကဏ္ဍနဲ့ပတ်သက်ပြီးကြံပြုပူးပေါင်းနိုင်ခွင့်အားနေပြီးတမရအစိုးရလက်ထက်ကထက်ကြာဆင်းသွားတဲ့ပေါ်အခုလိုပြောဆိုလိုက်တာပါ။အဲ့ဒီအတွက်လာမယ့်အစိုးရတဲ့ကိုရေလုံငန်းကဏ္ဍနဲ့ပတ်သက်ပြီးအကြံပြုပူးပေါင်းသွားမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဆက်ကကျွန်တော်တို့အပြည့်ဆုံးဖြစ်တယ် policy ဘိုင်းဆိုင်ရာတွေအားလုံးပြင်သစ်တာပြင်အောင်ကျွန်တော်တင်ပြရမယ်လုပ်ငန်းဘိုင်းဆိုင်ရာမှာ implementation မှာအကောင့်တွေပေါ်တဲ့ဘိုင်းတွေမှာလက်တွေ့ထိရောက်ဖြစ်အောင်လုပ်တဲ့ဟာတွေအားလုံးကျွန်တော်တို့အဖွဲ့ချုပ်ကနေပြီးတော့ဒါ advocacy လုပ်ရမယ်အခမ်းအနားကဏ္ဍဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့ချုပ်ဥပဒေကဏ္ဍဒီ advocacy ကိစ္စကိုတာဝန်ပြီးတော့ဆောင်ရွက်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့မှာဒီနှစ်ပေါင်းများစွာငါလုပ်ငန်းနဲ့ပတ်သက်တဲ့လက်တွေ့လုပ်ငန်းဆောင်ရွက်နေတဲ့လုပ်ငန်းရှင်ကြီးတွေများစုဖွဲ့လာတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်တိုးတက်အောင်ဆောင်ရွက်လို့ရတဲ့အကြံကောင်းဉာဏ်ကောင်းတွေကျွန်တော်တို့မှာလက်တွေ့ရော စီးပူးလေးလာထားမှုပေါ့နိုင်ငံတကာတွေ့တော်ပြီးတော့ကျွန်တော်တို့ဒီအဖွဲ့ကြီးမှာပေါင်းစည်းထားပြီးတော့ကျွန်တော်တို့ရအခြေခံရှိနေပြီလားဖြစ်တယ်အဲ့ဒီရှိနေတဲ့အခြေခံနေနဲ့ကျွန်တော်တို့ကဒီနိုင်ငံတော်ကိုပြည်သူတွေကရွေးချယ်ပေးရလိုက်တဲ့အစိုးရကိုကျွန်တော်တို့ကလုံနီးလုံဟန်နေဒီစိတ်ကူးတွေ idea တွေပေါ့နော်နောက်လောက်ရမဲ့ဒီလုံတင်လုံထိုက်တဲ့ဟာတွေကိုကျွန်တော်တို့ကအဲ့ဒီအစိုးရကို supporting ပေါ့ကျွန်တော်တို့အကြံပြုမယ် ရွေးကောက်ပွဲရလဒ်တွေအရစိုးရဖွဲ့ခွင့်ရသွားတဲ့ပါတီကြီးရဲ့ရွေးကောက်ပွဲကြီးညာစရမ်းမှာလည်းရေလုံငန်းကဏ္ဍနဲ့ပတ်သက်လို့တိကျတဲ့မူဝါဒတွေဖော်ပြထားပြီးဒီမူဝါဒတွေအရလာမယ့်ဆင်နေအတွင်းမြမရေလုံငန်းကဏ္ဍဟာအာဆီယံထိပ်တန်းအဆင့်ကိုရောက်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်။အစိုးရရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ကဒီအစိုးရကိုကျွန်တော်တို့ပေးသိမ့်ပေးတဲ့အကြံဉာဏ်တွေပေးပြီးတော့ဟလာဒီမျှတတဲ့ပေါင်းစပ်မှုနဲ့ဆောင်ရွက်သွားလို့ရှိရင်ဒီ၅နှစ်လောက်မြန်အဲ့ဒီလိုဆောင်ရွက်ခွင့်ရရင်အခြေခံတစ်ခုပေါ်မှာကျွန်တော်တို့ရဲ့၅လုပ်ငန်းက ရောက်သွားနိုင်တယ်10နှစ်လောက်စနစ်တကျ9နှစ်2ကြိမ်လောက်ဆောင်ရွက်နိုင်ကြလို့ရှိရဒီမြန်မာပြည်မှာဒီနိုင်ငံတော်ရဲ့အားကိုးရတဲ့စီးပွားရေးလုပ်ငန်းတွေတခုမြန်မာနိုင်ငံငါကဲငါလုပ်ငန်းဖြစ်လာတယ်မြန်မာနိုင်ငံရဲ့ရေထွက်ပစ္စည်းပြပတ်တင်ပုံမှုဟာတမရအစိုးရလက်ထက်မှာအမေရိကန်ဒေါ်လာတန်း650နီးပါးအထိရရှိခဲ့ပြီးလက်ရှိအစိုးရလက်ထက်မှာအမေရိကန်ဒေါ်လာတန်း400နီးပါးအထိသာတင်ပို့နိုင်ခဲ့ပါတော့တယ်ကျွန်တော်အာကာပါခင်ဗျာ